Hello မင်္ဂလာပါဒီခေါက်တော့ကျွန်တော်ဒီကဘာနိုင်ငံကဘာမှာရှိတဲ့နိုင်ငံတီတီဒါကျွန်တော်ဒီပြည်နိုင်ငံကိုလိုက်ရှာမလဲကျွန်တော်တို့ဒီ clearly တစ်ချက်နေလိုက်ုံနဲ့အဲကိုရှာကျင်တဲ့နိုင်ငံကိုပြပေးတဲ့နီလန်လေးကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ် ဒီမှာဖြင့်ကျွန်တော် software တကူကိုအသုံးပြုထားပါတယ်ပြီးတော့ data source အနေနဲ့ဖြင့်တော့ကျွန်တော်ဒီ wikipedia ကပေါ့နော်ဒီ country list ကိုယူထားပါတယ်အဲဒီမှာကျွန်တော်ခုပြပြချင်တဲ့ဟာလေးဘယ်လိုလုပ်တယ်လဲဆိုတော့ဒီမှာဟိုကောဂျပန်ကြည့်ချင်တယ်ဆိုရင်ဂျပန်ကိုကလစ်တစ်ချက်နေလိုက်ရင်ဂျပန်ကိုပြပေးမယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုကြည့်ချင်တယ်ဆိုမြန်မာကိုတစ်ချက်ကလစ်လိုက်ပါတော့။အာနမီးဘီယားကိုကြည့်ချင်တယ်နမီးဘီယားကို နေလိုက်မယ်ကျွန်တော်နယူးဇီလန်ကြည့်ချင်တယ်နယူးဇီလန်ကဲကျွန်တော်တို့ United State ကိုကြည့်ချင်တယ်အဲ United ST United State ကိုကျွန်တော် click နေလိုက်မယ်အဲဆိုကျွန်တော်ပြပေးရပါတော့ဒီလိုပဲဒီမှာနိုင်ငံတွေများရှိတယ်ကျွန်တော်တို့ကြည့်ချင်တဲ့နိုင်ငံတွေ like ရှာလို့ရတယ်ပေါ့နော်အာ Singapore 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 ရာ Singapore နိုင်ငံဖြစ်တယ်အဲ South Sweden Sudan South Sudan ရှိမယ် South Korea ရှိမယ်အမ်ပြီးတော့ Som Somalian okay ရှိမယ်ပေါ့နော်ကျွန်တော်တို့မှာတစ်ခုထပ်ပို့ပြီးကျွန်တော်တို့ကြည့်ချင်တယ်ဆိုရင်တော့ control နေပြီးမှာကျွန်တော်နေမယ်ကဲကျွန်တော် Somalian နဲ့ကျွန်တော်ဒီ Sweden ကိုကြည့်မယ်ဆိုရင် control နေပြီးကြည့်လိုက်ကျွန်တော်ခုကိုပြပေးမယ်ပြီးတော့ control is run စရိယာထိုင်ဝမ်ထိုင်ဝမ်နဲ့ကြည့်ချင်တယ်ပေါ့နော်အဲဒီ control နေပြီးမှကျွန်တော်တို့ကိုကြည့်ချင်တဲ့ဟာကို like click ပေးရုံပဲပေါ့နော်ကျွန်တော်ဒီနီလန်းကိုဘလိုလုပ်တယ်လဲဆိုတော့ကျွန်တော် sharing လုပ်ပေးချင်ပါတယ်ပြီးတော့ဒီမှာကျွန်တော်ဒီ power bi အတန်းတွေအတွက်လဲ power bi တွေအတွက်လဲပို့ပြီးထောက်ကူပြုတော့အောင် power bi စိတ်ဝင်စားတဲ့လူတွေအတွက်လဲအဆင်ပြေအောင် လေ့ကျင့်လို့ဖြစ်အောင်ကျွန်တော်ဒီအရာလေးကို power bi software လေးတုံးပြီးမှလုပ်ပြသွားမှာဖြစ်ပါတယ် အဲပထမဦးဆုံးအနေနဲ့ကျွန်တော် data source အနေနဲ့ကျွန်တော်ဒီမှာ wikipedia ကဟာဝ list of world country ဟိုကျွန်တော်လိုက်ရှာလိုက်မယ်တခြားကမယူတော့ဘူးကျွန်တော် wikipedia ကပဲယူလိုက်တော့မယ် wiki ကပဲယူမယ် data source ကိုဒီ link လေးကိုကျွန်တော် copy ကူတော့ပါမယ် right click copy ပြင်ပေါ် BI မှာကျွန်တော်အာ page file edit ဖွင့်မယ် new file ပေါ့နော်ကျွန်တော် new file ဖွင့်မယ်လိုင်းလေးတော့နည်းနည်းထိမှထင်တယ်နည်းနည်းလေးစောင့်ပေးပါအေးကျွန်တော်တို့ data ယူမယ်အဲဒီမှာကျွန်တော်တို့ get data ဒီကနေယူနေရတယ်အမ်ဟုတ်ရင်ကျွန်တော်ဒီမှာ home က get data က web ကပေါ့နော် web ကယူမယ် data ကိုအဲ url မှာ sona ကကျွန်တော်တို့ copy ကူးခဲ့တဲ့ link ကို paste ချမယ် okay နိုင်မယ် okay navigator လေးထွက်လာပြီ navigator လေးထွက်လာပြီနည်းနည်းဆောင်းလိုက်အောင်เนาะကျွန်တော်ဒီမှာ လိုင်းကောင်းရင်တော့မြန်မယ်လိုင်းမကောင်းရင်တော့ကျွန်တော်နည်းနည်းလေးကြာလိမ့်မယ်ဒီမှာ TV လေးလိုက်ကြည့်အောင်ကျွန်တော် document မှာတော့ကျွန်တော်တို့ TV လေးပဲတွေ့တယ်ကျွန်တော် TV 0မှာကျွန်တော်တို့လိုချင်တဲ့ TV ကဒီမှာရှိတယ် TV 1မှာပါရှိတယ်လိုက်ကြည့်လိုက်အောင်ဆိုอืม area လိုက်ရှိမယ် TV 2ကတော့ okay ကျွန်တော် TV 0ကိုလိုတော့ဗောနော TV 0ကို select ပေးမယ်လုံးနဲ့ transform ရှိရကျွန်တော် query မှာသူ့ကို clean လုပ်ဖို့လို့ဒီမဲ့ဒါကြောင့်ကျွန်တော် transform ကိုပဲယူလိုက်ပါမယ် transform UEP ရင်ကျွန်တော် query window လေးဖွင့်လာပြီအဲဒီမှာထွက်လာပြီကျွန်တော်ဒီမှာ2ကိုကျွန်တော် country list လို့ပြောလိုက်တာ country list r i s t list ပြီးရင်အဲဒီကအခြားသော column တွေကိုကျွန်တော်မလိုချင်ဘူး remove ဒီကိုလိုချင်တဲ့ column ကိုပဲတစ်ချက် click select ပေးပြီးပါ ကျွန်တော် remove other column ကိုကျွန်တော်ဖြုတ်လိုက်ပါမယ်အဲပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့တကယ်ယူမှာကအဲဒီမှာ council and country dependency ဖြစ်ပြီးထိတ်ဆုံး row 1 2ကကျွန်တော်တို့အတွက်မလိုဘူးအဲ့တော့ကျွန်တော်ထိတ်ဆုံး row 1 2ကိုကျွန်တော်ဖြုတ်မယ် remove top row top row top row ကကျွန်တော်ဟာ row ကိုဖြုတ်မယ်ပေါ့နော် โอเคဆိုရင်ကျွန်တော်တို့ရိုးမှာ160ကျော်အဲဒီမှာ duplicate တွေရှိနိုင်တယ်ကျွန်တော် duplicate တွေဖြုတ်မယ် row remove duplicate အဲ duplicate လည်းဖြုတ်ချလိုက်မယ် duplicate တွေမရှိဘူးเนาะโอเคအဲဆိုရင်ဖြင့်ကျွန်တော်ဒီဟာကို close and apply နဲ့တွားလိုက်တော့ power bi နဲ့ဝင်မယ်ကျွန်တော် data clean လုပ်ပြီးသွားပြီပေါ့เนาะโอเค ်နည်းနည်းလေးစောင့်လိုက်ရအောင်ကျွန်တော်ဒီမှာတော့ကျွန်တော်ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးသူ့ရဲ့ performance ပေါ့နော်ကွန်ပျူတာ performance ကောင်းတယ်မကောင်းတာနဲ့ဆိုင်ပြီးနည်းနည်းလေးကြာလိမ့်မယ်ဒီမှာတော့အဲဒီမှာထွက်လာပြီးအေးကျွန်တော်ဒီမှာ field map လေးနဲ့ဒီမှာပေါ့နော် field map လေးနဲ့ကျွန်တော်ပြမယ် field map လေးကိုတစ်ချက်ရွေးလိုက်မယ် visualization မှာအဲ့နည်းချဲလိုက်အောင်ဒီအဲ့နည်း site ဒီမှာကျွန်တော်လက်တီကျူလောင်တီကျူတွေထည့်ဆံလို့တော့ပေါ့နော်ကျွန်တော် location ပေးတယ် legend ပေးတယ်လက်တီကျူလောင်တီကျူတောင်းတယ်ပြီးရင်ဒုတိယ play တွေတောင်းတယ်ကျွန်တော် location ပဲယူมาဖြစ်ပါဖြစ်တဲ့အတွက်ကျွန်တော်အာ location မှာကျွန်တော်ဒီကျွန်တော်ရှာခဲ့တယ် country and dependency ဟိုထည့်လိုက်မှာပေါ့နော်အာဒီမှာကျွန်တော်ဒီ country and dependency ကို country လို့ပဲပေးခြင်းအဲ့တော့ကျွန်တော် query back ကိုတစ်ချက်ပြန်သွားလိုက်မယ် query ဘက်မှာကျွန်တော်ဒီ column name ကို country ပဲတော့ပေးလိုက်မယ်ဒီ enter ပဲ link နေပြီးနောက်က dependency ဖြုတ်ချလိုက် country okay ရပြီကျွန်တော် close apply โอเค contribute တော့ပြီကျွန်တော်တို့ဒီမှာ load daily တက်နေတော့เนาะကျွန်တော်ဒီ data ကကျွန်တော်အဟိုခိုင်းလိုက်တယ်ဒီ web ကကျွန်တော် line check ထားဖို့လိုမယ် internet check ထားဖို့လို internet check မှာကျွန်တော် internet ကအဲ့တခါတက် check ပြီးလောလောတာဖြစ်ပါတယ် wikipedia data ယူတယ်ပြီးတော့ဒီ web ကပေါ်ပြီးရဲ့ data business check ပြီးလောလောနေတယ်အဲ့တော့ကျွန်တော်နည်းနည်းဆောင်းဖို့လိုမယ်ဒီမှာတခါတဲ့ကျွန်တော်ဒီမှာတော့ ဟိုပါပြပေးလိုက်မယ်ခါလာက the same ပြလိုက်မယ်ကျွန်တော် the same မကြိုက်ဘူး the same တစ်ပုံက legend လေးလုပ်လိုက်မယ်ခါလာကွဲချင်တယ်ကျွန်တော် country ကို legend တဲ့လဲထုတ်ထည့်လိုက်မယ်အဲဆိုရင်ကျွန်တော် country list တွေကိုခါလာ different color နဲ့ပြလိုက်မယ်အဲဆိုရင်ကျွန်တော်ဒီမှာကျွန်တော်လူချင်းတဲ့ဟာလေးကိုခောက်ပြီးရှာလို့ရအောင်ကျွန်တော်အာ slicer လေးတစ်ခုတောင်းလိုက်မယ် slicer တောင်းမယ် s l i c e လေးကျလာပြီကျလာရင်အဲ့ဒီဘာနဲ့ slice ဖီတာလုပ်မလဲဆိုရင်ကျွန် country လေးနဲ့ပဲဖီတာလုပ်မယ်လို့ပြောပြီးရင်ဒီမှာကျွန်တော်တို့ကနည်းနည်းသေးနေတဲ့ slicer ကျွန်တော် visualization ကကျွန် format ကိုနည်းနည်းပြင်ချင်တယ်ကျွန် format မှာ slicer ရဲ့ format မှာအဲ title ကို slicer header ကို slicer header ကိုနည်းနည်းကြည့်လိုက်မယ် slicer header ကို font size နည်းနည်းအဲကြည့်လိုက်ပါမယ်ဒီ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  okay ဟာပြီးရင် okay okay ရပြီပေါ့နော် font size ကြည့်ရပြီးရင်ကျွန်တော်ဒီအထက်ကဟို item လေးတွေကတင်းနေတော့ကျွန်တော် item ကို color အာဘလိုပေးရင်ကောင်းမလဲပို့ပြီးထင်ရှား OB black ပေးလိုက်မယ် ပြီးရင်ကျွန် site ကို item လေးတွေ site ကိုနည်းနည်းကြီးလိုက်အောင်မယ်ကျွန်တော်โอเคဒီလောက်ဆိုရင်မြင်ရမယ်လို့ထင်ပါတယ်โอเคရပြီပေါ့เนาะကဲမာဒါကြာပြီးတော့ကျန်တဲ့ကိစ္စကျွန်တော်ဒီမှာတင်သားမှာတင်ပေးမယ်ပေါ့เนาะဒီတော့လုံးလုံးစေတော့ကျွန်တော်ဒီအလေးကိုဘလို့ကြည့်မလဲဘလို့ရှာလို့ရအောင်လုပ်မလဲဆိုတာလေးကိုကျွန်တော်ပြချင်တယ်ကဲကျွန်တော်တုံးလို့ရပါပြီကျွန်တော်ရဲ့ dashboard လေးပေါ့เนาะအဲ အဲကျွန်တော်ကြည့်ချင်တယ်ဘာကိုကြည့်မလဲအဲဂျပန်ကြည့်မယ်ဂျပန်ဟုတ်ကဲ့ဂျပန်ရပြီနော်ဟုတ်ကဲ့ကျွန်တော်တို့ကိုရီးယားကြည့်အောင်ကိုရီးယားကိုရီးယား K O R E K ကိုရီးယားပြန်ရှိုင်းကြည့်ခင်ဟွန်းလိုင်းအလုပ်တင်တက်နေတုန်းထင်တယ်ဝေထားလိုက်တော့ကျွန်တော်တို့ချာကြည့်တယ်မိတ်တုံမိတ်တုံလေးဆိုတော့ မြန်မာလိုက်ရှာကြည့်အောင်ကျွန်မြန်မာ general မြန်မာနိုင်ငံလေးခလိုင်းက okay ကြာလာပြီမြန်မာကြာလာပြီအာ new zealand new zealand new zealand နေတွေ့ပါတယ်ကျွန်းစုလေးပေါ့နော်ကျွန်းစုနိုင်ငံလေးပြီး north korea north korea ရပြီကျွန်တော်ဥမာဥမာဥမာ ကျွန်တော်ကြာရွေးတဲ့ချိန်ပြပေးနိုင်မှုကကျွန်တော်ရဲ့ line ပေါ်လဲမူတည်ရယ်ကွန်ပျူတာ performance ကောင်းတာမကောင်းတာပုံမှန်လဲမူတည်ပါတယ်အင်းလေးအချိန်ဆောင်ပေးဖို့လိုမယ်အဲအွန်မာအွန်မာရပြီးပါကစ္စတန်ပါကစ္စတန်အမ်ပြီးတော့ကျွန်တော်တို့နိုင်ငံရှင်ကြည့်ချင်တယ်ဆိုရင်ဖြင့်ကျွန်တော်တို့ controlling နိုင်မယ်ပါကစ္စတန်နဲ့အွန်မာကိုကျွန်တော်ကြည့်ချင်တယ်အဲပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံလေးလံကြည့်ချင်သေးတယ်ဆိုရင်မြန်မာ โอเคยาบีเนาะโอเคยาบีเอ่อကျွန်တော်တို့မြန်မာနဲ့မြန်မာနဲ့မြန်မာနဲ့စင်မြန်မာနဲ့စင်ကာပူနဲ့ဘလော့ဝေးတယ်လဲကျွန်တော်ကြည့်အောင်မြန်မာနဲ့အဲစင်ကာပူနဲ့ဘလော့กว่าတယ်လဲကျွန်တော်ကြည့်ချင်စစ issues singapore country okay ဒီမှာမြန်မာစင်ကာပူပြောသွားရအောင် loading တက်နေတော့ မြန်မာနဲ့ဟောမှာစင်ကာပူတိတိလေးအဲဟောလိုင်းချိန်နေတော့စင်ကာပူโอเคစင်ကာပူစင်ကာပူရဲ့မြန်မာရဲ့ LM မြန်မာရဲ့โอเคအားစင်ကာပူညတီးလို့လို့မတွေ့ရတော့เนาะโอเคထားရအောင် ကျွန်တော်တို့မြန်မာနဲ့မြန်မာနဲ့အဲမြန်မာစိတ်ကစိုးနေတယ် line ကโอเคကျွန်တော်တို့အဲမြန်မာနဲ့မြန်မာနဲ့ကိုရီးယားနဲ့ဘလောက်กว่าတယ်ကြည့်ကြည့်အောင်ဆိုမြန်မာရင်ကိုရီးယားဆော့ကိုရီးယားပဲကြည့်ချင်မယ်လို့ထင်တယ်နော်ကျွန်တော်ဆော့ကိုရီးယားပဲသွားမယ်အဲဆော့ကိုရီးယား ဆော့ကိုရီးယားโอเคဒီမှာဆော့ကိုရီးယားဒီမှာမြန်မာပေါ့နော်ကဲကိုရီးယားနဲ့အဲအခုကျွန်တော်တို့အရင်ဟောဖြစ်နေတယ်ဗျအမေရိကန်နဲ့ပတ်အမေရိကန်နဲ့ is okay အလိုင်းဒီကနည်းနည်းစောင်းမှုလို့မယ်နော်ကိုရီးယားရှိမယ် UK Israel Israel နဲ့ကျွန်တော် Israel နဲ့ Iran Israel နဲ့ Iran နဲ့ဘလောက်ပွားလဲကျွန်တော်ကြည့်အောင် Israel ရေ Israel ရေ Iran ရေ Israel ကတီတီလေး Israel ရေ Iran ရေ United UK ရေဘလောက်ပွားတယ်လဲကျွန်တော်ကြည့်အောင် United States ရေ Okay တွေ့ပေါ့နော် history ကတော့အိုကေဒီလိုကွာတယ်ပေါ့နော်โอเคအတုံးဝင်ပါတယ်ကျွန်တော်တို့အဲဘယ်လိုလုပ်ချင်တယ်လဲကျွန်တော်တို့တုံးတဲ့ပုံမူကြည့်တယ်ကျွန်တော်ပြောပြချင်တာကျွန်တော် sharing လုပ်ချင်တာအဖြစ်ကျွန်တော်ဒီအဲ ကမ္ဘာနိုင်ငံတွေကိုကျွန်တော် click တစ်ချက်လေး note name ယုံဖြင့်ဘယ်လိုလိုက်ရှာမလဲပေါ့เนาะအဲ့ဒါဒီလားလေးကိုပြောပြချင်ပြောပြချင်တာဖြစ်ပါတယ်ပြီးတော့ဒီဟာကျွန်တော် power bi အတန်းတွေတက်လက်ပို့ပြီးအထောက်ပို့ပြအောင်ရည်ရွယ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်